ငါ၆ကိုအဲ့လိုထောက်ပြီးမှဖောင်းတယ်ငါ၆တောင်မှ box နဲ့ပေါ့အဲ့လိုထုတ်ရတော့မှာအဲ့ဒါတော့နံပါတ်၄ဆိုရတော့နောက်ခုနလို resource ရရှိရေးနံပါတ်နဲ့တပတ်ဆွေဖွစီရေးနံပါတ်၃စနေတိုင်းရေးနံပါတ်၄เนาะဖွစီပူတီဆွေရေးနဲ့ရုပ်ကောက်ဖွဖြောင်းရေးနံပါတ်၅เนาะကျတို့ USM နိုင်ငံတော်စစ်တီဆောင်ရေး USF ဆိုမှလက်ငါ၆ကိုဒီလိုเนาะ box နဲ့ tournament အဲ့လိုပေါ့เนาะအဲ့လိုအဲ့ဒါကိုယုံကြည်စေချင်တယ်အလုပ်တစ်ခုတိုင်းမှာမယုံကြည်ဘဲနဲ့ဘာတစ်ခုမှလုပ်လို့မရဘူး မနဲ့ဖြာကိုတော့ဒီနဲ့ယူကြည့်မှမနဲ့ဖြာကိုတော့ရောက်မှာဖြစ်တယ်ဒီနဲ့ယူကြည့်တယ်ဒီမနဲ့ဖြာဖြစ်လာမင်းမနဲ့အိယာထားတိုင်းမှာကျွန်တော်တို့ရီမချက်ပတ်တက်ကိုမရအောင်ကျွန်တော်တယောက်တစ်ခုပဲ USM USM လို့ order ကောင်းတယ်ရကောင်းတယ်ကျွန်တော်ခေါ်အပြရရတယ်ဥပမာကျွန်တော်တို့ကမြို့တမြို့ပြည်မြို့ကိုတွားမယ်လာမယ်လာနေမှာဆိုတော့လူတစ်ထောင်လောက်ကိုကျွန်တော်တို့တူတူစုမယ်အဲ့ဒါမှာကိုလို့အမေရိကပြည်ထောင်စုမှာဆိုရင် USA USA ဆိုတဲ့လိုဒီမှာဒေါ်လာတချို့ဆိုရင်မှ USM USM လို့ကြားပါမယ်ဒါလည်းအရေးကြီးတယ်အလစ်ကအမကိုနိုင်ကိုနိုင်တယ် တရားချစ်ကမတရားချစ်နိုင်ကိုနိုင်တယ်လွန်လာချစ်ကထိတ်ချစ်နိုင်ကိုနိုင်တယ်အခုနပြောသလိုဒီတကယ်တရားလှပတဲ့နော်အနာကတ် USM ကဒီဖက်ကရေးဆက်ချချုပ်တဲ့စီအာနာစီစနစ်ကိုတော့နိုင်ကိုနိုင်တယ်အဲ့ဒါကိုတော့နော်ဓမ္မတာတစ်ခုဖြစ်တယ်မယုံမရှိနဲ့အလစ်ကအမကိုနိုင်ကိုနိုင်ပဲဒီမိုကရေစီတော်လှန်ရေးအတွက်လမ်းတစ်ကိုဖောက်လုပ်နေသူအန်ယူဂျီဝင်းကြီးဟောင်းဒေါက်တာဆာဆာနဲ့တွေ့ဆုံမေးမြန်းခန်းကိုတင်ဆက်လိုက်ပါတယ် ူဦးဆောင်ဖွဲ့စည်းလိုက်တဲ့ IPFD ရဲ့အဓိကရည်ရွယ်ချက်ကတော့လွတ်မြောက်နယ်မြေများမှာကိုအားဖြည့်ထူထောင်ဖို့ပဲဖြစ်ပါတယ်။မြန်မာပြည်သူအလုံးရဲ့အတန်ကိုကဘာကကြားသိစေမဲ့နိုင်ငံတကာဆက်ဆံရေးနည်းပြဟာများနဲ့အတူ USM ကိုဘလို့တိဆောက်သွားမယ်ဆိုတာကိုဒီအပိုင်းမှာအသေးစိတ်နိုင်ယူကြရမှာဖြစ်ပါတယ်။ဒါဆိုရင်မသွားဖို့ဆိုရင်တော့တော်လာရကြာကြာမှာပေါ့နော်ဒါကတော့တေချာတေချာဖြစ်တယ်အခုနကျွန်တော်ပြောနေတဲ့ winning strategy က၅ချက်ပဲရှိတယ် last ပေါ့နော် road map လို့ပြောမယ်ဆိုရင် road map လို့ပြောလို့ရတယ် နောက်ပါတက resource ရရှိပဲအခု energy မှာလည်း resource ကနော်မရှိဘူးနော်စီးတိတော့မရှိဘူးဥမာကျွန်တော်ဒေါ်လာရရှိတော့တော်တော်များများမှာလား resource ကရှိမနေတော့ဥမာဆိုပါဆိုအခုက air defense လည်းကျွန်တော်မှတခုမှမရှိဘူးသူတို့သူ့နေတဲ့လက်နက်တွေကချိမဲ့ဆိုပြီးတော့ရုရှားကလက်နက်တွေပါလာတယ်တရုတ်ကလက်နက်တွေပါလာတယ်ဒရုန်းတွေပါလာတယ်ဒရုန်းဆိုလည်းမြန်မာရောက်လာတယ်ဒရုန်းတွေပါလာတယ်ဒါတွေအားလုံးကနိပညာတွေသူတို့ဟာလည်းတော့ဒီတိုင်းပဲမဟုတ်ပဲနဲ့ရုရှားတို့ဘယ်လာရုစ်တို့ကလည်းသူတို့ကိုကူးနေတယ်အားလုံးတကဘာကတိပိတာဖြစ်တယ်ပြီးတော့သူတို့မှလက်နက်တွေဟာလည်းခုနပြောသလိုပေါ့နော်ဒါတွေကိုကျွန်တော်ကဘယ်လိုကောင်တလုပ်ရမလဲဆိုတာကတော့ဒီတိုင်းပဲပဲကျွန်တော်ကလက်ပိုက်ကြည့်နေပြီးမှပြောင်းလဲနေတဲ့အခြေအနေကိုဒီတိုင်းပဲသွားရတော့ဒီတိုင်းပဲသူတို့ကနော်အခုနဒေါ်လာရေးကချက်ချနေမှာပေါ့ဒါကြောင့်မလို့ကျွန်တော်အခု initiative လို့ပြောတဲ့အခါမှာ အ ਨੇ ဆိုပေါ့ကျွန်တော်တို့မှာဒီ resource ရရှိကအင်မတန်မှယူကြည့်တာလားအဲ့ဒီမှာယူကြည့်ဆိုကတော့အ ਨੇ ဆုပ်ကျွန်တော်တို့မှာ air defense ကလည်းဘယ်လိုရနိုင်ရမလဲဥပမာ air defense ကိုဒီ time နော်အလန်းနဲ့နဲ့မရနိုင်ရင် knowledge transfer ပေါ့နော် knowledge transfer ကိုလည်းဘယ်လိုရနိုင်မလဲကြည့်ကိုကြည့်ရလိမ့်မယ်တချို့ကိုကြည့်ရလိမ့်မယ်စစ်ဆန်ရလိမ့်မယ်ဒါဟာလည်းပြပမှလည်းရရှိနိုင်တယ်လို့ပြတွေ့မှာဥပမာအမေရိကန်မှာမြန်မာပြပွားတွေလေးသိလောက်ရှိတယ်လေးသိထက်မှလူငယ်တွေကတသိကျော်ရှိတယ်တသိကျော်ထက်မှ2000ကျော်ကတော့ပညာသားတွေရှိတယ်ရှိကိုရှိတယ် တို့ကောဒီပညာတွေကိုကျွန်တော်ဘယ်လိုဒီပေးပြီးမှာပေါ့နော်ဟိုဒါဒီပညာကို knowledge transfer ပေါ့ကျွန်တော်ပြောနေတာက weapon transfer မဟုတ်ဘူးဒါဒီကနေကျွန်တော်ကတော့ multi pronged approach ပေါ့ကျွန်တော်ကအဲ့လိုမသွားပဲနဲ့ဒီ resource ရရှိရမဖြစ်တော့ဘူးဒါကြောင့်မလို့အခုနောက်ကျွန်တော်အဖွဲ့ထားတဲ့ institute တွေတို့ခုစလုံးဟာလဲကျွန်တော် resource ရရှိမှာပဲအကုန်လုံးကအခြေခံထားတယ်ဒီလိုမလုပ်ပဲနဲ့တော့ very source မှာသူ့ဟာနဲ့သူ automatic ောက်ကြီးရနေကြပါမှာမဟုတ်ဘူး တားပေါ့နော်။ဒါကြောင့်မလို့ဆိုတော့အဲ့လိုတွားမယ်။အမတစ်ဖက်ကပြောမယ်ဆိုတော့ခုနပြောတယ်လို့ပေါ့။အလှခါလိုက်တိုက်လိုက်အလှမရှိတဲ့ခါမှနောက်ပြဆို။အဲ့ဒီအဲ့ဒါက strategy မကြတော့ဘူးမကြဘူး။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ကတော့ဒီဖက်မှာဥပမာပေါ့စီတိုက်မဲ့သူကစီတိုက်ရမယ်။တစ်ဖက်ကပြောမယ်တိုက်မဲ့လူကလည်းသူ့မှာလက်နဲ့စီနေရမယ်။ကြီးစားစီနေရမယ်။ဟုတ်မလား။သူ့မှာ defense ရှိလို့စီနေရမယ်ဆိုတော့ the resource ရရှိကနာပါတယ်ပဲ။ resource ရရှိဖြစ်ဖို့ရအတွက်လည်းကျွန်တော်ကတပေါက်စုစီလာဖို့ကအင်မတားမှာနေတော့ပူစားလို့မျိုးပေါ့။ဥပမာကျွန်တော်မှာ chain of command ကတပေါက်ကျော်စီနေတော့ဘယ်နိုင်ငံမှာမှကျွန်တော်အလုပ်လုပ်မှာမဟုတ်ဘူး။ ဒါပေမဲ့ joint chain of command တစ်ခုရှိလိုက်တဲ့တနေ့ကျရင်တော့နိုင်ငံတိုက်ကကျွန်တော်ကစကားပြောလာမယ်ဒါတရားမှတရားသိချတယ်ဒါလည်း resource ရရှိ winning strategy တစ်ခုပဲနံပါတ်2နံပါတ်3ကဟုတ်ပြီနံပါတ်3 resource ရရှိရင်နံပါတ်2နေတို့လိုမျိုးဖွဲ့စီရင်နံပါတ်3စနေတိုင်းရင်နော်အဲ့ဒါ winning strategy ပဲအခုနဒီမှာ resource လည်းရှိလာပြီအခုနတပ်ပေါင်းစုလည်းဖွဲ့လာပြီဆိုတော့ကျွန်တော်ထင်တာစစ်တိုက်စရာတော့အလောက်လိုမှာမဟုတ်ဘူးအမေရိကန်မှာဆိုရင်လည်း the product shop ခဏခဏပြောတာချပါလိမ့်မယ် peace through stress ဆိုတာပေါ့ ERC တော့ငင်းချင်ရတယ်အဲ့ဒါ ။ထို့နည်းတူပဲကျွန်တော်တို့မှာ resource ရှိပြီးဒါပေါ့ဆိုလည်းဖွဲ့ပြီးဆိုတော့ဟိုဘက်ကရာတူကကျွန်တော်တို့နဲ့ရှိဖို့ကနော်နေသွားပြီ။နော်ဆိုတော့ပြောချင်တာကအဲ့ဒီ strategy အဲ့ဒီ winning strategy ကိုရှိရမယ်။နော်ဒါနံပါတ်1နံပါတ်2က resource ရရှိရေးနံပါတ်2ကဒါပေါ့ဆိုဖွဲ့စီရေးနံပါတ်3ကစစ်နေတိုက်ရေး။အရေးဆိုနံပါတ်1ပဲ။ပြမနဘာလေးကတော့ဟုတ်ပြီဖွဲ့စည်းပုံရေးဆွေးရွေးနေအခုနလို့အယူကောက်ပွဲပြမအောင်ပြရေးဒါတွေကပြောကိုပြောရမယ်ရှိကိုရှိရမှာတော့မှာပြမကျွန်တော်ကနောက်ဆုံးချိန်တော့မြန်မာနိုင်ငံကိုယ်နိုင်ငံအသစ်တည်ဆောက်ရေးအဲ့ဒါလဲ United States of Myanmar USM ဖြစ်နေဥက္ကဆိုပါဆိုအုတ်ထုတ် USM အုတ်ထုတ်ကိုဝေါ်လိုက်ပြီးမှဥမာအမေရိကန်မှာရှိတဲ့ကျွန်တော်မှမပြပွားတယ်ဘကုလို့ပေါ့ USM အုတ်ထုတ်ကိုဝေါ်လိုက်ဝက်စတီစီမှာဆွတ်တော်မလည်းဒါကိုနားလည်လို့ရတယ်တမတားလည်းနားလည်လို့ရတယ်ဘတူလာဘိတ်ကောက်နားလည်လို့ရတယ်ဒါပေမဲ့တခြားဥစ္စာဆိုပါဆိုမြန်မာຫນွေဥတော်လှရေးလို့တွားပြောလိုက်ရေလောစတီစီကတာမာလူတွေအနေနဲ့ဆွတ်တော်မလည်းတမပါအတိတ်ပင်လည်းပေါ့နားလည်မှာမဟုတ်ဆွတ်တော်ကျွန်တော် campaign message တွေဟာလည်း simple people လို့ရတယ် ဥမာ USM USM လို့ online သူချေလေးချေလို့ all white house ကတပူချလို့ရတယ်မဟုတ်ဘဲဒီဖက်က spirit revolution of myanmar လို့ပြောနေရင်လူကနားမလဲတော့ ဒါကြောင့်မလို့ကျွန်တော်လုံချင်တဲ့ဥစ္စာကိုလည်း B2 ဒီအနေနဲ့ဥမာ USM USM ဆိုတာကလည်း Sky ကလည်း on မယ်မကွေးကလည်း on မယ်ဟိုမနော်ကျွန်တော်ဆိုပါဆိုတော့အညာလည်း on မယ်ပြီးမှလည်းပြည်လည်းပြည်နယ်လည်း on မယ်ဟိုနော်ပြီးအဝိကရောက်တဲ့ဥစ္စာလည်းကျွန်တော်ရဲ့ဒီဂီတာအမှတ်က movement တစ်ခုလောက်က USM movement ဖြစ်လာတယ်ဆိုရင်အမေရိကဆူရနေတဲ့တော့လကောင်ဒီဖက်ကကျွန်တော် UK ဆူရနေအော်ဒါဟာမြန်မာ B2 တွေလုံချင်တာက တကက်စီးလုံးငင်ကိုတော့ပြီးထောက်စုမြန်မာနိုင်ငံတော်ပါလားဆိုတာဟာလူတက်နားလည်လာတယ် မဟုတ်ဘဲနဲ့တော့ကျွန်တော်တို့ကဥပမာ Federal Democracy လို့ပြောတာတော့ကောင်းတယ်ဒါပေမဲ့ Federal လို့ပြောမယ်ဆိုရင် Federal ကအမျိုးမျိုးရှိတယ် Austria Federal ပဲ US နဲ့ Federal ပဲဟိုတော့နိုင်ငံပဲကနေဒါနဲ့နိုင်ငံတကတစ်ခုနဲ့တစ်ခုမတူဘူးဒါပေမဲ့ရှင်းရှင်းလေးနဲ့ဒီဖက်မှာကျွန်တော်ဒီချင်းကချင်းကချင်းဘာမှသူအကုန်လို့တွားစီပြနေမဲ့အစားကျွန်တော်အားလုံးစကလုံးတစ်ခုနဲ့ပေါ့ USM ကဖြစ်တယ် USM ကိုတိဆောက်ချင်နေဆိုတဲ့ဥစ္စာနဲ့ကျွန်တော်တို့ကပြောနိုင်ဖို့ပါလေတော်လိုင်းမှာအရာကိုကြီးချင်မယ်လို့ထင်တယ်ဆိုတော့ပြောချင်တာက chain of command တစ်ခုရှိလာမယ်ဆိုရင် ကျွန်တို့ဟာအခုကတယုတ်ကကျွန်တော်ကိုစကားပြောနေတဲ့ပုံကိုကြည့်ပါအဖွဲအစီကြီးကိုတခါတစ်နေ့တနေရာမှာတွေ့လာမဟုတ်ဘဲနဲ့တဖွဲတစ်ခုစီတွေ့မှာဒီတစ်ခုစီလုံးလိုက်တယ်ဒါကနောက်ဆုံးကျရတော့ divide and rule ခွဲခြားဆက်စာအုတ်ချုပ်ရေးပဲတာကျွန်တော်ကိုလူစုခွဲမယ်ဖြုတ်ခွဲမယ်အုတ်ချုပ်မယ်သူတို့အောက်မှာဆိုတော့ဒါအားလုံးဒီ divide and rule strategy တွေပဲဖြစ်နေတယ်အဲ့လိုကျွန်တော်လူစုလူခွဲလို့မရအောင်ကိုကကျွန်တော်မှာတားပေါက်စုကလောက်နေတာဖြစ်တယ်တားပေါက်စုမှာဆိုရင်လည်းခုနပြောဆိုနေသွေးပူစာလိုမျိုးပေါ့နော်ကျွန်တော်က ဲ့လိုမဟုတ်ရတော့အခုနလိုပေါ့တစ်ဖက်ကကျွန်တော်တို့မှအီအာချီနိုင်ငံတွေရှိတယ်တရုတ်ရှိတယ်အီဒီယားရှိတယ်ဟိုမှာတစ်ဖက်အမေရိကန်လည်းရှိတယ်ဒီအီအာချီနိုင်ငံတွေအကြမှာပထဝီနိုင်ငံကြီးအားပြိုင်မျိုးကအရာကိုကြည့်မှာနော်ကျွန်တော်တို့နားမှာထိုင်ဝမ်ကိစ္စလည်းရှိတယ်ကျွန်တော်နားမှာအခုနလိုပေါ့နော်ဒီဒီအီရိုပစိဖိတ်ကိစ္စလည်းရှိတယ်ကျွန်တော်နားမှာဒီ issue တွေကဟိုမှာ red alert လည်းအခုဆိုရတော့ကဘာကစာလောင်နေတဲ့အရာဝတ္ထုတစ်ခုဖြစ်လာတယ်ဒါဆိုတော့ဒါဒီအားလို့ကြားမှာကျွန်တော်တို့ဟာတနိုင်ငံအနေနဲ့ရှိနိုင်ဖို့ကတော့ကျွန်တော်တို့မှာမရှိလို့ရတော့နိုင်ငံမရှိတော့ဒါတော့မရှိကျွန်တော်တို့မှာတန်ပေါ့စုမဖြစ်နိုင်တော့ ကျွန်တို့မှနိုင်ငံကိုရှိမှာမဟုတ်တော့နော်တချို့တစ်စိတ်ဘက်ကတရုတ်ကယူသွားမယ်တချို့ဒေတာကအိန္ဒိယဘက်ကလည်းတချို့ကဖက်ယူလာအိန္ဒိယပြန်ယူနိုင်တယ်ဒီဘက်ကလည်းဟိုမှာယူကရိန်းတနေရာတချို့ဒေတာကိုရုရှားက annex လုပ်တယ်လို့ပေါ့ဟိုဘက်ကတရုတ်လည်း annex လုပ်မလုပ်ဘူးလို့ဘသူကပြောနိုင်တယ်တရုတ်လုပ်လာတယ်ဆိုဒီဘက်ကအိန္ဒိယကလည်းသူ့မဟာဗျူဟာမြောက်အရာ Bay of Bengal နဲ့ကိုကိုချိုနဲ့ဒီဘက်ကမလကာ stream မှာသူတို့ကအဲ့ဒါမြန်မာနိုင်ငံကတရုတ်အတွဲဆိုပြီးတော့အိန္ဒိယဓမ္မပြကိတ်ဝေးဖြစ်နေတယ်ဒါဆိုရင်တော့ဒါတွေအားလုံးဟာကျွန်တော်တို့ဟာမရှိလို့ပဲနဲ့ပဲနှစ်ရက်သွားအောင်မလား ကျွန်တော်မှာတားပေါက်စုမရှိပဲနဲ့ဘယ်เนาะဒီလို international standard နဲ့ cooperation treaty မရှိပဲနဲ့ကျွန်တော်ဘယ်ဘယ်လာတော့အောင်မလဲဆိုတော့အဲ့လိုတွားတာကြာလေလေဒေါ်လာရေးဟာလည်းကြာလေလေဖြစ်သွားမှာပေါ့เนาะဆိုတော့အဲ့လိုကျွန်တော်မဖြစ်ရလိမ့်အောင်အခုက winning strategy ပြောတဲ့ resource ရရှိရေးတားပေါက်စုဖွဲ့စည်းရေးရှိအနိုင်တိုင်းရေးဖွဲ့စည်းဖို့တည်ရည်ဆွေးရေးနဲ့ရေကောက်ဖို့ပြင်မြောက်ရေး United States of Myanmar ဖွဲ့စည်းရေးเนาะဒီဆောက်ရေးအဲ့ဒီ၅ချက်ပေါ်မှာအခုလောက်က အဲ့ဒီ road map ကိုတေးချာချာလာပေးကထိုင်တဲ့လူရောလက်ဖက်ဆိုင်မှာထိုင်တဲ့လူရောခုန cycle မောင်းတဲ့လူရောနိုင်ငံတကာမှာနေတဲ့လူရောဘာတူးမဆိုပေါ့အဲ့ဒီအချက်၅ချက်ပေါ်မှာ are you safe မှာကျွန်တော်တွားလိုက်တယ်ဆိုပြီးတော့ကျွန်တော်ကတော့ထင်တယ်အဲ့ဒါကပဲကျွန်တော်က winning strategy ဖြစ်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ဘူးဆိုတော့ကျွန်တော်တို့မှာတော့မရှိလို့ပြီးတော့မြန်မာနိုင်ငံတနိုင်ငံလို့ရအနာကကွာမရှိတော့တာဒါကြောင့်မလို့အဲ့လိုဖြစ်ဖို့အတွက်ကတော့ခုန winning strategy ကိုတော့ B ပါမှာရော B တွေ့မှာအကုန်လုံးမှာကျွန်တော်တို့က တွေးနိုင်ထားဖို့ကတော့လိုအပ်တယ်ဒီဘက်ကလည်းဖိဆိုင်မှာထိုင်တဲ့လူပဲဖြစ်ဖြစ်စိုက်ဖွေးတဲ့လူပဲဖြစ်ဖြစ်နိုင်ငံချမှာရှိတဲ့လူပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အဲ့ဒီငါချက်ပါပါဝင်နိုင်တဲ့နေရာမှာအကုန်လုံးပါဝင်လိုက်တော့ကျွန်တော်ဟာအဲ့ဒါတော့ဖြစ်လာကိုဖြစ်လာမှာဖြစ်ပါတယ်ကျွန်တော် NUG မှာလည်းဟိုကတ်တာတော့များတာပေါ့နော်ပြောချင်တာတော့အခုကတော့ကျွန်တော်ကလွတ်လာသွားပြီဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အခု initiative တွေဟာလည်းလွတ်လာလာလာနဲ့ကျွန်တော်လုံနိုင်ခွိဟာလည်းကျွန်တော်မှာဟိုအဖွဲ့အစည်းတစ်ခုရဲ့မူဒီလည်းရှိတယ်လို့အဖွဲ့အစည်းတစ်ခုရဲ့အဘော်လည်းအကုန်လုံးရှိတာပေါ့နော်ခုကကျွန်တော်ကအဲ့ဒီ မူတွေပေါတွေထက်မှာကိုကလည်းစိနေဖို့ကအခုနောက်အလုပ်ကမဖြစ်တော့တဲ့အရာတွေလည်းအများကြီးရှိတာပေါ့နော်ဆိုတော့တစ်ဖက်ကပြောမယ်ဆိုတော့ဒါတွေကတော့ကျွန်တော်အများကြီးတော့ကျွန်တော်အတာတန်နဲ့တစ်ဖက်က NUG တခုနေနေတာလို့လို့မရတဲ့ပိုက်လည်းအများကြီးပါတယ်ဥပမာဆိုပါဆိုနေမေထေချိုးရင်နေမေထေချိုးရင်ပတ်သက်မယ်ဆိုရင်ကျွန်တော် defecto legitimacy ပေါ့ဒါက ERO ဒီမှာရှိတယ်တော်တော်များများပါပေါ့နော်အခုနောက်လွတ်မြောက်နေမေလို့ပြောမယ်ဆိုရင် ERO ဒီရဲ့နေမေဒီဖြစ်တယ်ပေါ့နော်အခုနောက်မေရှာတာတူနဲ့ပတ်သက်လာတဲ့ဆိုရင်လည်း ERO ဒီနေမေဒီရှိတယ်ဆိုတော့ကျွန်တော်က ဒါတွေကိုအမေရိကကိုဗမာပြည်ကမြန်မာပြည်ကပါပေးနိုင်တယ်လေကျွန်တော်တို့ဥမာစာတာပြုစုထားတယ်အဲ့ဒီစာတာဟာလည်းကျွန်တော်တို့အခုလွတ်လာတဲ့အဖွဲ့အစည်းတည်ထောင်ပြီးမှပဲဒီလွတ်လာတဲ့အဖွဲ့အစည်းရဲ့နာမည်နဲ့မှတ်ပူတည်နေပဲအဲ့ဒီစာရွက်စာတာတွေကိုပြုစုလို့ရလာတာပေါ့နော်ဒါဟာလည်းကျွန်တော်အကသာမရှိတော့ဘူးပေါ့နော်အခုကတော့ဟိုကျွန်တော်တို့လွတ်လာသွားတယ်ဒါဒါ brief paper ဟာလည်းကျွန်တော်အချက်ငါချက်ကိုကျွန်တော်မူတည်ထားတာမြန်မာနိုင်ငံကဒီအမေရိကအတွက်ဘာကြောင့်အရေးကြီးတယ်လဲဆိုတာပေါ့ ဘာလို့ဆိုတော့ကျွန်တော်အဲ့လိုမဟုတ်ပဲနဲ့ကောင်းစီကိုကအဲ့ဒါမိခုတ်ကိုကျွန်တော်တော့ကောင်းစီနဲ့တတ်သွားတာဖြစ်တယ်။အဲ့ဒါကိုလည်းဒီမှာရှိတဲ့ကျွန်တော်လူကြည့်တွေ့တဲ့ခါတိုင်းမှာကျွန်တော်အဲ့ဒီ brief paper ကိုပိတ်ခဲ့။အဲ့ဒီမှာလည်းကျွန်တော်တရုတ်ရဲ့အရောက်နေမှုပုံတွေကိုကျွန်တော်ပြပေးရတယ်။နော်ပထဝီနိုင်ငံကြီးပဲ။ဒါမှမပြောလို့ကျွန်တော်မပြောတော့တော့တိပိတာဖြစ်လာ။ဆိုတော့တချို့နေရာမှာတော့ဟိုမြန်မာနိုင်ငံအချောက်ကိုတီးတဲ့လူတွေကတော်တော်နဲ့လာကိုလည်းကျွန်တော်တွေ့ရတယ်။မြန်မာနိုင်ငံအချောက်ကိုလည်းပြတီးပေးနေရတဲ့အနေထားကိုလည်းအများကြီးတော်တော်ကြုံခဲ့ရတာပေါ့နော်။ အဲ့တော့ဒါလည်းသူတို့ကအမေရိကန်နိုင်ငံမှာရှိတဲ့လှတ်တော်အမတွေတိုက်ကမြန်မာနိုင်ငံကအချက်ကိုတီးရမယ်ဆိုတာလည်းမရှိဘူးပေါ့နော်။ဒါကျွန်တော်မပြောရဘူးကသူတို့ကိုတီးခိုင်းမယ်လေပေါ့။ဆိုတော့ကျွန်တော်သွားပြောတဲ့အခါမှာအခုနပြောသလိုမြန်မာနိုင်ငံမှာခက်ခဲပါတယ်မိအောင်လိုက်တော့လူသားတဲ့ပိုင်းဒါဒီအလုပ်ကသူတို့ရဲ့ CIA တွေသူတို့ရဲ့ထောက်လှိုင်းတွေကကျွန်တော်တို့ထက်ကိုပုံတည်တယ်။သူတို့မှကျွန်တော်တို့ထက်ကိုပုံပုံနာလိုက်တယ်။ဒါပေမဲ့သူတို့ကြားချင်တာကတော့ကျွန်တော်တို့မှနော်မြန်မာပြည်ကအမေရိကန်အတွက်ဒီလောက်အရေးကြီးတယ်ဆိုတာကိုပြောနိုင်တဲ့ကောင်းဆောင်တွေလည်းရှိပါတယ်သူတို့နားလည်ချင်တယ်တည်ချင်တယ် တော်တို့အချက်ကိုပြောတယ်ဥမာပေါ့အမေရိကကလက်စလက်စကလို့တယ် electric ပေါ့နော် Elon Musk ကဘာဖြစ်လို့တရုတ်ပြည်မှာ battery အုပ်ကိုတွားလုပ်တယ်ကွန်ပျူတာထောင်တယ် Tesla ပေါ့အဓိကကတော့မေရှားတပ်တို့ကြောင့်ဖြစ်တယ်ကွကျွန်တော်နားလည်သွားပြီအဲ့ဒါကတော့လူတိုင်းနားလည်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကပြောနေတဲ့အခါမှာဒါဆိုတော့မြန်မာနိုင်ငံသူအခုကအမေရိကရဲ့လက်နေကြီးတွေကိုလို့ကိုကြည့်မယ်ဆိုတော့မေရှားတပ်တို့မပါတဲ့လက်နေကြီးတွေဆိုတာမရှိတော့ဘူးဒီခေတ်မှာဒါဆိုတော့မေရှားတပ်တို့ကနေပြီးမှလက်နေကိုဖတ်တည်ရတယ်မေရှားတပ်တို့ကနေပြီးမှဆိုတော့ပါလေ electric ကိုဖတ်တည်ရတယ်ဆိုတော့ဒါဆိုရင် ဒါကအမေရိကအတွက်တကက်ကိုကအရေးကြီးတဲ့ natural resource ဖြစ်လာတဲ့အခါမှာအခုလောလောဆယ်ကတရုတ်ကိုပြသွားနေတယ်။အိန္ဒိယဖက်ကရောသို့မဟုတ်အိန္ဒိယဓမ္မတရားဖက်ကရောနော် diversification supply chain ဖြစ်နေပြီလား။ကဲဒါအချက်တစ်အချက်နှစ်နဲ့ねခုနကျွန်တော်ပြောတယ် KK Bag နယ်မြေနဲ့ရွှေကုတ်ကိုနယ်မြေတို့မှာတင်းစီရမိပစ္စည်းများကိုမိရှုဖြစ်စီ KK Bag နယ်မြေနဲ့ရွှေကုတ်ကိုနယ်မြေတို့ရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အတုံးပြုခဲ့၍တင်စီရမိခဲ့သောပစ္စည်းများအားထပ်မံအတုံးပြုမှုမရှိစေရန်ဒီဇင်ဘာ9ရက်ကမိရှုဖြစ်စီခဲ့ကြောင်းသိရသည်။ထို့ပြင် KK Bag နယ်မြေရှိအွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ရာတွင်အတုံးပြုခဲ့သည့်အပိုင်း3နယ်မြေမှတရားမဝင်အဆောက်အအုံ10နှစ်လုံးကိုလည်းထပ်မံဖြိုချဖြစ်စီခဲ့သည့်ဖြင့် KK Bag နယ်မြေရှိတရားမဝင်အဆောက်အအုံ635လုံးအနက်333လုံးကိုဖြိုချဖြစ်စီပြီးဖြစ်ကြောင်းသိရသည်။ ထို့အတူရွှေကုတ်ကိုနယ်မြေတွင်အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကင်ခဲ့သည့်အဆောက်အုံ169လုံးအားပြန်လည်အုံချမှုမရှိစေရအတွက်ချိတ်ပိတ်သိမ်းဆည်းမှုများပြုလုပ်လျက်ရှိရာဒီဇင်ဘာ9ရက်ထိ160လုံးကိုချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်းသိရသည်ဘတ်တူကောဆောင်နေမဲ့တွေ့တွေ့အလုတ်ကဖြစ်မှာမဟုတ်ဘူး။ဒါကြောင့်မလို့အခုကချစ်ကပ်ပူကိုတက်ကလည်းကျွန်တော်ကအဲ့လိုသွားနေတယ်ပေါ့နော်။ဆိုတော့အဲ့လိုသွားမှပဲဒါလည်းတိရမှာဖြစ်ပါတယ်။ဆိုတော့ဟိုတို့ကဒါမတိထားဘူးလား။တိထားပါတော်တော်လည်းပဲကျွန်တော်ကအကသားတွေလည်းကျွန်တော်ဟာခုနဘောင်ဒီမူဒီ တော့တချို့မူရီယာဆိုတော့ကျွန်တော်ကအဲကောက်တဲ့ထီရောက်တဲ့မူရီမဟုတ်ဘူးတော့ကျွန်တော်ကနားလည်ထားပါတယ်ပေါ့နော်အခု energy ပြုတ်ပြောင်းလဲရင်မှလည်းကျွန်တော်တို့ဆူတော့တော့ပါတယ်အဲတော့ဒီပြုတ်ပြောင်းလဲရင်မှလည်းလောက်တဲ့အခါမှာထီရောက်တော့ပြုတ်ပြောင်းလဲဖြစ်ဖို့ဖိုးလီမီတာတဲ့ပြုတ်ပြောင်းလဲဖြစ်ဖို့အခုနောက်လို့ပေါ့နော်ပြည်သူလူထုကိုလည်းတာဝန်ခံမှုတာဝန်ယူမှုရှိတဲ့ပြုတ်ပြောင်းလဲဖြစ်ဖို့ဒီမှာအခုနောက်လို့ပေါ့နော်ကျွန်တော်အနေနဲ့ထီရောက်အောင်လုပ်မယ်ဆိုပြီးတော့ခုနောက်လို့ ကျွန်တော်တို့ရဲ့ဒီလူကိုလည်းလူမှနေရမှာဖြစ်များဖြစ်တယ်လို့တစ်ဖက်ကပြောမယ်ဆိုရင်လည်းမူမှလည်းဖြစ်ဖြစ်လို့ရတယ်ပေါ့နော်မူရာလည်းဒီအချိန်နဲ့တပိငေပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးပဲဖြစ်ဖြစ်အချိန်နဲ့တပိငေပြောင်းလဲနေတဲ့ဒီဒေါ်လာရေးဟာချက်ကြီးပေါ့ပြောမယ်ဆိုရင်လူနေလူမှနေရမှာပြည်ပြောင်းလဲရေးမူမှလည်းနေရမှာပြည်ပြောင်းလဲရေးအချိန်နဲ့တပိငေအဲ့လိုမျိုးလုံနိုင်ဘူးဆိုရင်တော့ကျွန်တော်ဟာတော့ဒီဒေါ်လာရေးကဆက်သွားနိုင်ဖို့ကတော့ခက်ခဲတယ်တစ်ဖက်ကပြောမယ်ဆိုရင်တော့ energy တစ်ခုနဲ့ဒီဒေါ်လာရေးကအောင်မြင်နိုင်မယ့်ဥစ္စာလည်းမဟုတ်တလို့ ERO အဖွဲ့တစ်ခုနဲ့မဟုတ်တလို့ဒါကြောင့်မလို့ကျွန်တော်တို့က resource ရရှိအဲ့ဒါကို resource ကိုလို့အတူတူနိုင်ဖို့အခုနော်ဒီအဲတာပေါ့စုဖွဲ့စည်းရေးတာပေါ့စုနဲ့ပဲတော်လာရကစိနေတိုက်လို့ရမှာတာပေါ့စုမဟုတ်ဘူးချိကတော့စိနေတော့ရမှာမဟုတ်ဘူးဆိုတော့တာပေါ့စုမဖြစ်တဲ့ resource ကရမှာမဟုတ်ဘူးအဲ့ဒါပေါ့နော်ဒီတုတ်ခုကတရိကပုံစံလို့တွားနေတယ်ဆိုတော့အဲ့ဒီတရိကပုံစံလို့ကခြေအတောက်တစ်ခုကပြတ်သွားတယ်ဆိုဒီဖက်ကမရတော့ဘူးပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်တို့တော်လာရဆိုအန္တနာလည်းဖွက်လို့တယ်စိနေတိုက်ရေးနဲ့နော်တာပေါ့စုဖွဲ့စည်းရေးနဲ့ အခုနာ resource ရရှိက trick trick ကပို့စားလို့ဖြစ်တယ်နောက်တစ်ခုပြုတ်သွားရင်တော့တစ်ခုကလုံးဝမရတော့ဒါကြောင့်မလို့အဲ့ဒါကတော့အားလုံးကတော့အတူချွတ်လာတယ်အဲ့ဒီတုတ်ခုကသာ trick ကပို့စားလို့သွားနိုင်တဲ့ရွေးကတော့ဒီဖက်ကရွေးရွေးကောက်ပွဲအဖွဲ့စည်းပို့တည်ရေးဆွေးရေးနဲ့အဲရွေးကောက်ပွဲပြည်ဒါတွေကတော့လွယ်လွယ်လွယ်သွားပြီပြီးမှဒီဖက်ကအခုန United State of Myanmar ဒီဆောင်ရေးတို့ကတော့ဒါကတော့ဒီဆောင်ရေးကာလဖြစ်သွားပြီပေါ့နော်အခုနဆိုတော့ဒီဒေါ်လာရေးကာလကအရေးကြီးတယ်လို့အခုနကျွန်တော် institute ဖွဲ့ထားတဲ့ဥစားတွေဟာလဲဒေါ်လာရေးကာလတစ်ခုချက်ကမဟုတ်ပဲနဲ့ ဒီဆောက်ရက်ကာလအကုတ်ကိုလည်းကျွန်တော်ရေစီကိုကြီးမှဖွဲ့စစ်ထားတဲ့ institution ကိုဖွဲ့ထားတာဖြစ်တယ်ဘာလို့ဆိုတော့ဒေါ်လာရေကာလမှာလိုအပ်တလောက်ကိုလည်း resource ဟာဒီဆောက်ရက်ကာလမှာလိုအပ်လာမှာဖြစ်တယ်ဒါကြောင့်မလို့ဒီ institution အခုနကျွန်တော်ပြောထားတဲ့အလို Israel ရဲ့ဟိုတို့ကလည်းအခုနကျွန်တော်ပြောတဲ့ institution တွေရှိတယ်ဒီနေ့အထိလည်းရှိတယ်လွယ်ကပ်နေတဲ့လိမ့်ဆယ်မှာလည်းရှိတယ်ဒီနေ့အထိလည်းရှိတယ်နော် Tony to be Ukraine လည်းရှိတယ်ဒီနေ့အထိလည်းရှိတယ်မနေ့ထက်လည်းဆက်ရှိမှာပဲဒါကြောင့်မလို့ဒီ institution တွေဒီနေ့ကျွန်တော်ဖွဲ့ထားတာဒီဒေါ်လာရေကာလပဲမဟုတ်ပဲနဲ့ ဒီဆောက်ရကာလမှာလည်းဒီဥစ္စာတွေကလုံးဝကွာမရှိမဖြစ်လို့အနေနဲ့အရာတွေဖြစ်နေတယ်။ဒါကြောင့်မလို့ဒါကိုလည်းပြည်သူတွေကဒါမဟာဗျူဟာကို lockdown strategy ကိုစစ်ဆေးပြီးမှကျွန်တော်တို့ဒီမဟာဗျူဟာကြာကြာနဲ့ဒါကိုလည်းကျွန်တော်တို့ဒေါ်လာကြီးအတွက်လိုအပ်တယ်လို့เนาะဒေါ်လာကြီးအလုံးဖြစ်မဲ့ဒီဆောက်ရကာလအတွက်လည်းကြီးပြီးမှဒါကို strategically နဲ့ဟိုကျွန်တော် institute ကိုဆောင်ထားတာဖြစ်တယ်ဆိုတာကိုလည်းသိပြချင်ပါတယ်။အာဒေါ်လာပြည်သူတွေအားလို့လည်းကျွန်တော်ကျွန်တော်အပေါ်မှာယူချီစိတ်ချ ဒါပေးတဲ့အတွက်ကျွန်တော်အပေါ်မှာဒီဒေါ်လာရေးမှာပေါ့နော်တောင်းဝန်ကိုပေးတဲ့အတွက်ကြောင့်လည်းကျွန်တော်လူထုအလုပ်ကိုလေးပြူတယ်ပေါ့နော်လူထုအလုပ်ကိုကျွန်တော်ချစ်တင်တယ်ဆိုတော့နံပါတ်၁ဒီဒေါ်လာရေးကိုကျွန်တော်ဒီခါစားချက်နဲ့လောက်တာမဟုတ်ဘူးယုံကြည်ခြင်းနဲ့ကျွန်တော်လုပ်လုပ်တာဖြစ်တယ်ဥပမာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့ AD ပျက်စီးသွားကျွန်တော်ရဲ့ခါနာကိုအဲ့တော့တစိတ်တစ်ပိုက်ပျက်စီးသွားကျွန်တော်ယုံကြည်ခြင်းပျက်စီးမှာမဟုတ်ဘူးဆိုတော့ဒီဒေါ်လာရေးကိုကျွန်တော်ကမြန်မာနိုင်ငံရဲ့အနာကတ်ကိုကျွန်တော်ယုံကြည်ပြီးမှဒီဒေါ်လာရေးကိုကျွန်တော်မှဒီအရှိအနာရှိမရှိတော့တဲ့အနာကတ်ကိုတွားမယ် เนาะမြန်မာနိုင်ငံကို Federal Democracy နိုင်ငံဖြစ်နေတူထောက်ရမယ်မြန်မာနိုင်ငံကိုကျွန်တော်တို့အားလုံးအတွက်ပါချလို့ပေါ့ကျွန်တော်ပြောချင်တယ်မြန်မာနိုင်ငံဒီပါချလို့ဖြစ်နေเนาะတကက်ပါချတခုမှပါတပွေပဲဖွလို့မရဘူးပါချမှာပါအမျိုးမျိုးတော့ရောက်ဆူအမျိုးမျိုးတောင်စလားပါလဲရှိတဲ့တိခွာပါလဲရှိမြစ်စီပါအကုန်လုံးဖွနဲ့မြန်မာနိုင်ငံပါချအကြီးကြီးကကျွန်တော်အဲ့ဒါကိုစောင့်နေတယ်အဲ့ဒါကိုပြည်သူတွေကိုမျှစေချင်တယ်အဲ့ဒါတော့ခုနကကျွန်တော်ပြောတဲ့ United State of Myanmar ပေါ့နော် USM เนาะဘလို့ပဲဖြစ်ဖြစ်အဲ့ဒီ USM ကိုကျွန်တော်တွားနိုင်ဖို့အတွက်ပြည်သူတွေဟာလည်း ိုအိမ်မှာကိုမိဖို့ချောင်းမှာလာမှာစာရပြပြမှထွက်လို့မရတောင်မှအဲ့ဒါကိုယူကြည့်တော့အိမ်မှာ USM 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 မပြောလိုက်ပါလူတွေမကြရင်လည်းခင်ဗျတယောက်တည်းပြောလိုက် ကိုယူကြည့်တာကိုပြောဖို့တတိစီဖို့လိုပါတယ်ကိုယူကြည့်တာကိုကိုတို့ကျွန်တော်ကသွားနိုင်ဖို့လည်းအရေးကြီးပါတယ်ဆိုတော့အဲ့ဒီယူကြည့်ချက်ကိုတော့ဘီတူလူထုတူချီစီတိုင်းမှာမြန်မာနိုင်ငံကနေတနေ့ကြရတော့ခင်ဗျဘက်ကလာတယ်လေဆိုတဲ့အနေမှာဥမာဟိုကျွန်တော်အဲပါလေကျွန်တော်တို့ဒီကလာတယ်ဒီကမဟုတ်တော့ဘဲနဲ့ USM ကလာတယ်ဆိုပြီးပြီ နောက်ကျွန်တော်အားလုံးဒီ USM နိုင်ငံသူနိုင်ငံသားတွေကိုလို့ဖြစ်သွားမယ်။အဲ့ဒါကိုကျွန်တော်အေးဆုံးပြည်သူလူထုရဲ့နော်ယူချီချက်ကိုခိုက်ခိုက်မှမှာထားပါ။ယူချီချစ်ဆိုတာကခါစားချစ်ခါစားချစ်ဆိုတာဒီနေ့ဆေးဆိုးတယ်ဒီနေ့ဒေါတာထွက်တယ်ဒီနေ့စိတ်ဓာတ်ချတယ်ဒါကတော့မနေ့ဖြာပြောက်သွားတယ်နော်။ဒီနေ့ပြပနဲ့ဒါကဒီနေ့ဒေါတာထွက်တယ်ဒါကမနေ့ဖြာပြောက်တာခါစားချက်ပေါ့။ခါစားချက်တော့ဒီနေ့နဲ့မနေ့ဖြာတူမှာမဟုတ်ဘူး။ဒါပေမဲ့ယူချီချစ်ဆိုတာကတော့မနေ့ညလည်းရှိတယ်ဒီနေ့လည်းမနေ့ဖြာမပြောက်နိုင်ဘူးနော်။အဲ့ဒီယူချီချက်တစ်ခုကိုတော့အားလို့ကျွန်တော်နဲ့အတူကျွန်တော်ကိုချင့်ရင်မြန်မာပြည်သူအား လို့အဲ့ဒီ USM ကရှိကိုရှိလာမယ်ဆိုတော့ယူကြည့်စေချင်တယ်နော်အဲ့နောက်ပါတဲ့နောက်ပါနေ့နေ့ကတော့ NUG မှာကျွန်တော်တောင်းကိုပြီးသွားတာပဲဖြစ်တယ်ဒေါ်လာရေးမှာထွက်တာလုံးဝမဟုတ်ဘူးဒီဒေါ်လာကိုအောင်မီဖို့အခုက winning strategy ပေါ့ USM 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 အဲ့ဒါကိုသွားလိုက်ဖို့အတွက်ပေါ့နော် B2 တူချစ်စီတဲ့ကျွန်တော်နဲ့အတူတနေ့ကိုတုတ်ချိန်ဩပါလဲ36ထောက်တာမဟုတ်ရခုဆိုလဲ96လို့ပေါ့လဲ96ကိုအဲ့လိုထောက်ပြီးမှပေါ့နော်96ထောက်မှ box နဲ့ပေါ့အဲ့လိုထုတ်ရတော့မှာအဲ့ဒါတော့နံပါတ်3ဆိုပြီးတော့နောက်ခုနလို resource ရရှိရေး 那把那大把是不呃不是，那把刀是奶大爷，那把雷喏不是不地所以呢，有个不偏飘爷，那把啊喏，做到 USM 那个东西少爷，USM 什么来阿超过的路，喏 boxing 呢，同志们，L 不喏，L，阿那个有几事情呢？အလုတ်တခုတိုင်းမှာမယုံကြည်ဘဲနဲ့ဘာတခုမှလုပ်လို့မရဘူး။မနဲ့ဖြာကိုတော့ဒီနဲ့ယုံကြည်မှမနဲ့ဖြာကိုတော့ရောက်မှာဖြစ်တယ်။ဒီနဲ့ယုံကြည်တယ်တဲ့မနဲ့ဖြာဖြစ်လာမှာ။နော်။ ဒီနေ့ယုံကြည်တာမရှိဘူးမနေ့ပြဖြစ်လာဖို့လည်းတခုမှအကြောင်းမရှိဘူးအဲ့ဒါလည်းပါနေပေါ့ပြီးတော့နပါတုံနေနဲ့ကတော့ကိုလုံနိုင်တာကိုအမဲတာတခုတော့ဒီနေ့ကိုလုံနေပါကိုလုံကျွန်တော်ဖက်ကားတဲ့ကျွန်တော်လုံနိုင်တာကိုရှုညာဆုစစ်တပြက်ကျွန်တော်လုံနေတယ်နေ့တိုင်လုံနေတယ်ဒီနေ့လည်းကျွန်တော်အစွေးခုနှစ်ခုလောက်ရှိတယ်အဲ့ဒါကျွန်တော်လုံနိုင်တယ်အလုံးလောလောဆယ်ပေါ့နော်နော်အဲ့အဲ့အမှကျွန်တော်အခုနောက်ပြောကျွန်တော်ကဒီအမေမနေ့အိယာထားတိုင်းမှာကျွန်တော်တို့ရေမချက်ပတ်တယ်ကိုမရအောင်ကျွန်တော်တယောက်တစ်ခုပဲ USM USM လို့ order ကောင်းတယ်ရကောင်းတယ်ကျွန်တော်ခေါ်အပြရရတယ် ။ဥပမာဆိုရင်တော့ကမြို့တမြို့ပြတမြို့ကိုတွားမယ်လာမယ်လာတယ်မှာဆိုပြီးတော့လူတစ်ထောင်လောက်ကိုကျွန်တော်တို့တူစုမယ်အဲ့ဒါမှာအကုန်လုံးအမေရိကပြထောင်စုမှာဆိုရင် USA USA ဆိုတဲ့လိုဒီမှာဒေါ်လာတစ်ချီဆိုပြီးမှ USM USM ဟောကြပါမယ်။ဒါလည်းအရေးကြီးတယ်။ဆိုတော့ပြောချင်တာကဒီကျွန်တော်တို့လိုချင်တဲ့ပါတိုင်ကိုရောက်ဖို့မြန်မာနိုင်ငံကညီပါချာအကြီးကြီးဖြစ်တယ်။အဲ့ဒါမှာတာရီတာဟာလည်းတော့စကားဘာသာအဖြစ်မတူ껙ပြအများဒါဟာလည်းပါချာမှာပါမျိုးဆိုဖွင့်လိုက်တဲ့မြန်မာနိုင်ငံကြီးကပေါ်လာမှာဖြစ်တယ်။ ဲ့နိုင်ငံကိုသွားနိုင်ဖို့အခုမြန်မာနိုင်ငံရဲ့အနာဂတ်ကိုလည်းတစ်ချက်ကတော့ဆက်စစ်ချင်တယ်ကပားမှာအကောက်ဆုံးနိုင်ငံဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ဘာဖြစ်လို့လဲဆိုရင်မြန်မာနိုင်ငံဒီပထဝီနိုင်ငံပထဝီအနေထားကိုကြည့်ပါညာဖက်မှာဆိုရင်တရုတ်ပဲဖက်မှာအိန္ဒိယလူဦးရေအဖြစ်ကြည့်မယ်ဆိုရင်တော့မြန်မာနိုင်ငံအိန္ဒိယရှိကကပားလူဦးရေတဝက်နေပါစီတယ်ဆိုတော့တရုတ်ကလည်း super power ဖြစ်လာမယ်အနေထားအိန္ဒိယလည်း super power ဖြစ်လာမယ်အနေထားအကြမ်းမှာမြန်မာနိုင်ငံလောက်ကနော်ပထဝီနိုင်ငံရေးရှိပွားရေးအရာ ဖြစ်နိုင်ခြေနဲ့ရှိနိုင်ခြေရှိတဲ့နိုင်ငံကမ္ဘာမှာရှိပြောပါကျွန်တော်ပြောမရှိဘူးမရှိကိုမရှိတာနော်မြန်မာနိုင်ငံတစ်ဖက်ကပြောမယ်ဆိုရင်လည်းမဆိုင်ပြိုသေးတော့စီးပွားမစီးပွားမဖြစ်သေးတော့ကမ္ဘာမှာအသစ်ဆက်ဆက်နိုင်ငံဖြစ်လာမယ်အဲ့တော့ရှိပါဘာကိုပဏိမမရှိသေးဘူးလေပြောမယ်ဆိုစီကောက်စီအကြဖက်တွေလုံထားတဲ့ကိုပဏိကလွှဲလို့အဲလွန်မတ်စ်ကိုပဏိတော်မူသေးဘူးလေတနေ့ကျရင်တော့ဥမာအဲလွန်မတ်စ်ကိုပဏိလာမှာပေါ့နော်ကျွန်တော်ဒီမိုကရေစီကြီးအဲ့ဒီအချိန်မှာသူလည်းမြန်မာနိုင်ငံကိုအခွင့်အမြဲပေးမှာပေါ့မပေးလို့မရဘူးလေ ်နိုင်ငံခြားကုမ္ပဏီတွေကလည်းတောက်ကတက်လာမှာအော်ဒေါက်တာဆာဆာကျွန်တော်ကလည်းခေတ်နိုင်ငံမှာရင်းနှီးမြှုပ်နှံခုပေးပါဆိုတာဒီကကုမ္ပဏီကတားနဲ့ကျွန်တော်ကိုစောင့်နေတာဒါလည်းလာတဲ့ခါမှာအခုလာပြေးကြမယ်ဒါဒီအလုပ်ကတော့နောက်ဆုံးကြရတော့မြန်မာနိုင်ငံဒီလောက်ချားတာတဲ့နိုင်ငံဟာအာရှတိုက်မှာရှိမယ်လို့ကျွန်တော်မထင်ဘူးတကယ်ပြောတာမြန်မာနိုင်ငံလောက်ကောင်းမဲ့နိုင်ငံဟာအာရှတိုက်မှာကိုယ်ကရှိမယ်လို့ကျွန်တော်မထင်ဘူးတကယ်ပြောတာเนาะအဲ့ဒါကိုယူကြည့်စစ်ချင်တယ်အဲ့ဒီနိုင်ငံကဆိုတော့တွားနေတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒါကိုမဖြစ်ရလေအောင်ဆိုပြီးမှဒီဖက်ကနောက်ဆုံးကြည့်လို့ပေါ့เนาะ ဒီဖက်ကအခုဘယ်လိုပြောမလဲဒီတကက်ဒီဟိုအချပ်ဖက်စီအနာစီဒီကလည်းအဲ့လိုအနာကကိုမရောက်အောင်ပေါ့နော်မရောက်အောင်ကိုကျွန်တော်ကိုအမျိုးမျိုးတာအနာကကကောင်းလို့အချီလို့အဲ့ဒီကိုမရောက်အောင်ဒီဖက်ကအခက်ခက်ခက်များလို့အချီတယ်တဖက်ကပြောမယ်ဆိုရင်တော့အမောင်ထူးကြီးမောင်တလောက်ကိုလည်းလာနေတဲ့အလီကတော့လိပါတယ်အဲ့လိုပေါ့ပြောချင်တာကဗမာစကားနဲ့ဆိုတော့ကျွန်တော်တိတ်မပြောတာဆိုတော့မိထတာကတော့ VC မှာအဲ့လိုမိထတယ်မြန်မာနိုင်ငံရဲ့အနာကကိုတော့ကျွန်တော်အဲ့လိုမိထတယ်ဘာလို့ဆိုတော့အခုကကြည့်ပါမြန်မာနိုင်ငံမှာ ။ဥပမာယထာလားဆိုရင်လည်းမရှိသေးဘူး။စီတဲ့ဥစ္စာတွေဥပမာမေအောက်လားတော့မရှိသေးဘူး။တပြားနိုင်ငံကကိုကြည့်ပေါ့မေအောက်ယထာတွေရှိတဲ့အကိုတို့ဖလက်စ်အကိုဆိုတော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တာစီပွိုင်းနဲ့ပတ်သက်လာရတယ်။အဲ့ဒီမှာရင်းနှီးမြှုပ်နှံရမကူနိုင်တော့အကိုရှိသေးတယ်လို့ဆိုဆက်အခုလည်းဆိုတော့ပြောတာမေချတာတူပေါ့။ဘာဖြစ်လို့ကျွန်တော်ကမေချတာတူကိုတလုံးမှာ Elon Musk ထက်ကောင်းတဲ့ Electric ကိုမထုတ်နိုင်ရမှာလဲပေါ့ဥပမာပြောမယ်ဆိုရင်။ဒါလည်းမြန်မာနိုင်ငံကကတ်ပဲ။ နောက်တစ်ဖက်ကပြောမယ်ဆိုရင်တော့ခုနမေဆာတာတုကိုတို့ပြီးမှဆစ်လက်နက်တွေကိုအမေရိကန်တို့တွေ့ရထုတ်တယ်ဟုတ်ပြီဒါဆိုရင်တော့မြန်မာနိုင်ငံမှာလည်းဆစ်လက်နက်ကိုထုတ်ပြီးမှသူများနိုင်ငံထက်ကောက်ဆစ်လက်ကိုထုတ်သူများနိုင်ငံရောက်လို့မရဘူးလားဒါလည်းမြန်မာနိုင်ငံဖြစ်နိုင်ချေပဲဒါလည်း realistic ပဲအဲ့ဒီဥစ္စာမျိုးကိုလည်းကျွန်တော်တို့မေ့စေချင်တယ်ဟုတ်ပြီအဲ့ဒါကိုသွားနိုင်ဖို့အတွက်အခုကတော့ကျွန်တော်တို့လိုက်ကာလကိုဖျက်သားနေတယ်အဲ့ဒါဟာလည်းခုနလိုတာပေါ့ဆူးနော် resource ရရှိရေးအတွက်ကိုကျွန်တော်တို့ attitude ကိုဖွဲ့ထားတယ်ပြီးမှတာပေါ့ဆူးရှိလာမယ်နော်ဒီမှာခုနကျွန်တော်ပြောတဲ့စီနာတိုက်ရိုက်ဖြစ်လာမယ် constitution နဲ့နော်ယူကောက်ပွဲနဲ့ပြီးမှ United State of Myanmar USM ဖြစ်လာမှာဆိုတော့အဲ့ဒါကို B2 ဒီအားလို့လားအတိထားပြီးမှာပေါ့နော်အခုဆိုရတော့ဘာပဲဖြစ်ဖြစ် we need strategy လို့ခေါ်တယ် alternative plan ကိုလည်းကျွန်တော်ကချပြလို့ရပြီအခုနောက်လို့စစ်စစ်လေးနဲ့ roadmap ကိုလည်းကျွန်တော်ပြောထားလို့ရပြီအဲ့ဒါဟာလည်း lab ကလူတဖြစ်ဖြစ် cycle တမပဲဖြစ်ဖြစ်လဖိတ်ဆိုင်မှာထားလို့ဖြစ်ဖြစ်အဲ့ဒီအချက်ငါးချက်ကိုတော့အားလို့မြန်မာပြည်မှာဆက်လူတိုင်းနားထဲမှာကြားစစ်ခြင်းနဲ့လူတိုင်းရဲ့နှလုံးသားထဲမှာလည်းအဲ့ဒါကိုထက်တွေးစစ်ခြင်းနဲ့အဲ့ဒီအနာကတ်တစ်ခုကိုပဲယူကြည့်စစ်ခြင်းနဲ့ ကြာတဲ့စီကောက်စီကယူလာပေးတဲ့ဒေချင်းတို့ပျက်စီချင်းတို့ဆုဆုချင်းတို့အတ္တာဒီအကျွန်တော်အနာကမဟုတ်ဘူးဒါရီဟာဒီတဲ့အတွက်ကျွန်တော်ဒေါ်လာရဲ့အတွက်တို့တို့ဒီတာတကယ်တော့ဆိုတော့ဒါကတော့ရက်ဆက်ချချုပ်တဲ့စီအနာစီတွေကနေတိုင်းသမီလိုလိုယူလာပေးနေတဲ့နာချချင်းတွေဆုဆုချင်းတွေဒေချင်းတွေဖြစ်နေတာပေါ့အနာကကအဲ့ဒါမဟုတ်တော့ဘူးကျွန်တော်တွားနေတဲ့အနာကကအခုလာကျွန်တော်ပြောနေတဲ့တကက်ကိုတာယာထားပါတဲ့ပါချအကြီးကြီး United State of Myanmar ကိုကျွန်တော်ဟာမကြခင်မှာရောက်ကိုအတူတူကရောက်ရမယ်အဲ့ဒီမှာပျော်ရွှင်တော့နေဒီက ကြီးမလို့အာချီလို့ဒီဖက်ကเนาะဒီနာချီချီဟာလဲနာချီလို့အာချီတယ်ဆိုတော့ပေးစားတဲ့လူဒီအားလို့အတွက်ကိုလို့ကျွန်တော်ကိုယူတယ်ကိုပြုတယ်လေးစားတယ်လုံးဝလို့ပါဆိုတော့ဘက်တော့အခါမှမမဆိုရဘူးဘက်တော့အခါမှလည်းမမြောက်ပါဘူးဘက်တော့အခါမှအဆုံးပေးရဘူးเนาะတိုင်းတားမှကြီးတယ်အလိကအမကိုနိုင်ကိုနိုင်တယ်တရားချီကမတရားချီနိုင်ကိုနိုင်တယ်လောလာချီကထိတ်ချီနိုင်ကိုနိုင်တယ်အခုနပြောသလိုဒီတကယ်တရားလှပတဲ့เนาะအနာကတ် USM ကဒီဖက်က ရဲဆက်ချချုပ်တဲ့စီအာနာစနစ်ကိုတော့နိုင်ကိုနိုင်တယ်အဲ့ဒါကိုတော့တော့တမတာတစ်ခုဖြစ်တယ်မယုံမရှိနဲ့အလစ်ကအမကိုနိုင်ကိုနိုင်ပဲနော်တရားရှိကမတရားရှိအကိုလိုကိုနိုင်ကိုနိုင်ပဲအဲ့ဒါတော့နော်ရောက်တဲ့နေ့မှာဒီနေ့ပေးစားတဲ့သူအများစုကအဲ့ဒီနေ့မှာဆိုရင်လည်းအပျော်ဆုံးတူတော့ဖြစ်ကိုဖြစ်မှာပဲ IBF ကစတင်လိုက်တဲ့ဒေသန္တရအုပ်ချုပ်ရေးကိုအောက်ခြေမှထပ်တိုတည်ဆောက်တဲ့ Federal စနစ်အဖြစ်ကူညီမှုဟာဒီမိုကရေစီရေးအတွက်အရေးကြီးတဲ့အလှည့်ပြောင်းဖြစ်လာနိုင်ပါတယ်။စစ်အုပ်စုရဲ့မတရားအုပ်ချုပ်မှုကိုစန့်ကျင်ပြီးမြန်မာနိုင်ငံတစ်ကိုထူထောင်မဲ့ဒေါက်တာဆာဆာရဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုမြင်တွေ့ရတဲ့အတွက်အားတက်မိပါတယ်။ဒီလိုရည်မှန်းချက်ကြီးကြီးနဲ့စတင်တဲ့လုပ်ငန်းစဉ်များအောင်မြင်ဖို့ဘလို့ပံ့ပိုးကူညီနိုင်မလဲဆိုတာကိုပြည်သက်တို့ဆင်ခြင်ပေးဖို့ဖိတ်ခေါ်ရင်းဤကုန်းချုပ်လိုက်ပါတယ်။